စ်ကောင်စီရဲ့ထူးဆစ်စင်တိုက်ခိုက်နေတာကြောင့်ရှမ်းမြောင်နောင်ချွန်မြို့နယ်တောင်ခမ်းကျေးရွာနေတဝိုက်မှာစစ်ကောင်စီနဲ့တောင်တပ်မတော်ထင်တော်ရီတို့ကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတွေကပြောပါရယ်စစ်ကောင်စီရဲ့အမြောက်တပ်စခန်ကုကဲမှုဌာနချုပ်900နေတပ်စခန်မှာတိုက်ပွဲပြင်းထန်နေတယ်လို့နောင်ချွန်မြို့မဲပုတ်ကျေးရွာဘက်ကထူးဆစ်စင်လာတဲ့စစ်ကောင်စီနဲ့ထင်တော်ရီတို့ကြားတိုက်ပွဲတွေပြင်းထန်နေပါရယ် မဲပုတ်ကြီးရွာကနေထိုးစစ်ဆင်လာတဲ့စီကောင်စီတဟာဒီနှစ်ဧပြီ25ရက်မှာနောင်လင်ကြီးရွာထိရောက်လာပြီလို့နောင်ချိုဒေတာခန်တူကရွှေဖီမီကိုပြောပါတယ်။စီကောင်စီရဲ့ဝါဒပြန် Telegram Channel တွေမှာတော့စီကောင်စီတပ်ကနောင်လင်ရွာရှိထင်တယ်ရီတက်စခန်ကိုစီကောင်စီဘက်ကတင်ပိုင်နိုင်ပြီလို့ဝါဒပြန်ရေးသားကြပါတယ်။စစ်ကောင်စီတပ်ဟာ၎င်းလက်လွတ်ထားရတဲ့နောင်ချူမြို့ကိုပြန်ထိန်ချုပ်နိုင်ဖို့ OMT ကန်ဂျီနဲ့နောင်ချူလေးမဲပုတ်စတဲ့စစ်ကြောင်တုံချောင်ခွဲပြီး TNRA ကိုထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ့ရပါတယ်။မနစ်ဧပြီ24ရက်ညပိုင်းမှာလဲစစ်ကောင်စီတဟာ TNRA ထိန်းချုပ်ထားတဲ့နောင်ချုံမြို့အနီးရှိကြောက်ကြံအုံမခါနဲ့အုံတီကျေးရီထဲကိုစစ်ကောင်စီတပ်ကဝိုင်ထွဲလီရင်အုံပြူပြီးဘုံ30နီးပါးကျဲချတိုက်ခိုက်ခဲ့ပါတယ်။တောင်ခမ်းကျေးရွာမှာစစ်ကောင်စီတပ်ရဲ့အမြောက်တပ်စခန်ကဲမှုဌာနချုပ်900နှစ်တပ်အပါဝင်အမြောက်တပ်စခန်တွေဖြစ်တဲ့ 3546နဲ့406တက်တွေအခြေချတက်ဆွဲထားတာဖြစ်ပြီးပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လကတည်းကစစ်ကောင်စီနဲ့ TNL တို့ကြားတိုက်ပွဲဆက်တင်ဖြစ်ပွားခဲ့တာပါ TNL ပါဝင်တဲ့ညီနောင်မဟာမိတ်၃ဖွဲ့ကဧပြီလတလလုံးအပြည့်ရက်ကြောင်းထုတ်ပြန်ထားသလိုစစ်ကောင်စီတပ်ကလည်းဧပြီလကုန်အထိအပြည့်ရက်မယ်လို့ကြေညာထားပေမဲ့လေကြောင်းနဲ့တိုက်ခိုက်တာထိုးစစ်စင်နာတွေဆက်တိုက်လှုပ်ဆောင်နေပါတယ်ရှင်။